โอเคအဟလိုနှိပ်လိုက်မယ်အဲနှိပ်ဆက်သွားမယ်ဒီမှာ language ကြည့်ရတခုယူပါဗျအကြတခုယူမယ်နှိပ်ဆက်သွားမယ်ပြီးတော့အဲဒီမှာလည်းအမှန်ရှိပေးမယ်เนาะနှိပ်ဆက်သွားမယ်အကျွန်တော် LAN ဟိုဒီမှာ wifi password ထည့်ပေးမယ်เนาะ wifi ပြီး internet ပြီးကျွန်တော် wifi ပို့ကောက်ပါတယ် line ကောင်းလေးပို့ကောက်ပုံမြန်လေးပါပဲဗျာเนาะအဲ့တော့ကျွန်တော် wifi password တခုထည့်ပေးလိုက်မယ်โอเคပြီးတော့အမှန်ချစ်ပေးမယ်ဒီမှာတော့သူ next automatic ပေါ်လာတဲ့နှိပ်ကိုနှိပ်လိုက်မယ် တော့ပြီးတော့ဒီနေ့မှာအဝိုင်းလေတက်တယ်နော်အဝိုင်းလေနည်းနည်းကြာတက်တယ်ဒါလေးလို့ခဏစောက်ပြီးပြတချို့ဖုန်းတွေဆို10မိနစ်5မိနစ်လောက်ကိုစောက်ရတယ်ဒါလေးတော့ဆိတ်ရှိပြီးစောက်ပြီးမှဖြစ်ပါတယ်အာကျွန်တော်တို့ဒီကောင်လေးက password ဖြစ်နေတော့အရန်လွယ်ပါတယ်နော် password ဖြစ်နေအလုံးသိမယ်ထင်ပါတယ် okay ပြီးတော့ဒုတ် copy ဒုတ် copy နှိမ့်မယ်ဒီနေ့မှာခဏလောက်စောက်ပြီးမယ်နော်ဒီလောင်လေးအဝိုင်းလေးခဏလေတယ်ဒီကောင်လေးကမြန်တယ်ဗျာနော် โอเคပြီးတော့ကျွန်တော်တွေမှာ password နဲ့ရောက်လာပြီ password မသိတော့ချက်ချင်းကထွက်လိုက်မယ်ချက်ချင်းကနဲ့နှိပ်လိုက်မယ်ဒါဆိုရင် gmail gmail account ထည့်မယ့်နေရာရောက်လာပြီเนาะ gmail account ထည့်မယ့်နေရာကိုကျွန်တော်တို့တွေတစ်ချက်လောက်ကြည့်မယ်เนาะနောက်ဒီမှာလဲ gmail account တွေ gmail account တွေကျွန်တော်တို့မသိတော့ဆိုတော့ကြောมาပေါ့เนาะအဲကြော်နီးဆက်လက်ပြီးမြောက်ပေးมาဖြစ်ပါတယ်ဗျโอเคဒီမှာเนาะအဲဒီမှာ gmail account တွေတောင်းနေပြီမရတော့ဘူးတော့ပြန်ထွက်မယ်ဟိုးအစနေပြန်သွားမယ်ဗျအစနေပြန်သွားမယ်အစနေပြန်သွားမယ်အဲဒီဒီညလေးမှာ emergency လေးရှိတယ်အဲဆက်သွားလိုက်အဲဘီမား emergency ရှိတယ်ဒါလေးကိုနှိပ်လိုက်မယ် star 699 hat ဆိုတဲ့စနော်လေးကုတ်လေးကိုထည့်လိုက်မယ်เนาะဒါသူ့ရဲ့ oppo realme service tab ပေါ့เนาะအဲ့တော့ပြီးမှ manual tab ရှိတယ် manual tab လေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်တော့ဘီလေးကိုပို့ပို့ဆွဲလိုက်မယ်။ဒီမှာကင်မရာနေရာကိုတော့မယ်နော်။မကင်မရာအဲကင်မရာမှာကျွန်တော်တို့အရှိကင်မရာကိုရွေးမယ်နော်။အနောက်ကင်မရာနဲ့မမယ်။ရွေးပြီးတော့ဓာတ်ပုံလေးတစ်ပုံရိုက်လိုက်မယ်နော်။ Okay ဓာတ်ပုံတစ်ပုံကျွန်တော်ဆန်းရိုက်လိုက်တယ်။ โอเคရိုက်ပြီးအဲ့ပုံလေးကိုပြန်ထောက်လိုက်မယ်เนาะရိုက်ပြီးပုံလေးထောက်လိုက်မယ်အမဒါလေးရနေလိုက်မယ်ပြီးတော့ရှင် share နေမယ်ဗျအမ share ပါတယ် share နေပြီးတော့ Google ကိုရွေးမယ်အမ Google Google ပါတယ်เนาะ Google နေပြီးတော့ပုံမှာအဆက်34ပေါ်ပေါ်လာလိုက်မယ်โอเคအာပုံမှာဆက်30ရှိတယ်အဆက်30ကိုနေမယ်ပြီးတော့အောက်ကတော့တင်းရစာပေကိုနှိပ်မယ်ပြီးမှကိုခဲဟာလေးပို့လာမယ်အဆက်9နှိပ်လိုက်မယ် not နှိပ်လိုက်မယ်ပြီးတော့ဒီအပေါ်မှာကျွန်တော်တို့တွေ အဲ့ဒီပုံမှာအလိုက်လိုနေလိုက်ပြီးတော့ Google လေးကိုပြန်ရွှေ့မယ်နော်အဲ့မှာ Google ပါတယ် Okay အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကျွန်တော်တို့တွေ Vron RunNet VronNet Bypass ဆိုတာလေးကိုရိုက်ရိုက်ထည့်လိုက်မယ်နော်ရိုက်ပြီးတော့ share လိုက်မယ်နော် VronNet Bypass ပေါ့ဗျနော်အဲ့တော့ကျွန်တော် site လေးကို share လိုက်မယ်ပြီးရင်တော့အပေါ်ဆုံး link လေးဝင်လိုက်မယ်အဲ့မှာ open setting ဆိုတာလေးပါမယ်ဗျ open setting လေးကိုယူလိုက်မယ်တော့ယာယီတော့ phone နဲ့ခဏဝင်လို့ရသွားမယ် โอเคဒါဆိုကျွန်တော်တို့อ่ะဒီညမှာဖုန်း free reset တွေပါချာကြည့်မယ်ချာကြည့်လို့ရရင်ချာမယ်အဲ့တော့ကျွန်တော်ရမရကြည့်မယ်အဲ့တော့ဒီမှာခလုတ်ပြောင်းနေတယ်เนาะအဲခလုတ်ပြောင်းနေတယ်ချာလို့မရဘူးโอเคကိစ္စမရှိပါဘူးကျွန်တော်တို့ဟုန်းနဲ့သွားမယ်เนาะဖုန်းရဟုန်းနဲ့သွားဖို့အတွက်ပြန်ထွက်လိုက်တော့မယ်အဲပြန်ထွက်လိုက်မယ်ပြန်ထွက်ပြီးအပေါ်အပေါ်ဆုံးမှာဗျအဲဟုန်းအဲမနော်အမဟုန်း screen အ lock lock screen စနေနေလေးကိုအဲ့လားလေးကိုနှိပ်လိုက်မယ်เนาะအဲဒါဆိုရင်ဒီကောင်ကပြီးရင် ဒုတိယနေလိုက်မယ်ဆိုရင်ဖုန်းထဲကိုရောက်သွားမှာဖြစ်ပါတယ်အဲဒီဟုန်းထဲရောက်သွားပြီဟုန်းထဲမှာကျွန်တော်ဖုန်းကလုံးဆိုတဲ့ software လေးကိုရှာမယ်ဗျအဲရှိတယ်နော်ဒီကောင် Oppo ဆိုတော့လေဖုန်းကလုံး software လေးအကျွန်တော်ဝင်ကြည့်လိုက်မယ်ဟိုဒီမှာရှိရနော်အဲဖုန်းကလုံး software လေးတွေ့တယ်အဲကောင်လေးကိုကျွန်တော်ဖုန်းကလုံးဖုန်းကလုံးနောက်ထပ်ဖုန်းလုံးနဲ့ကျွန်တော် data ကုမယ်ဒီနံပါတ်လဲ agree နဲ့ permission နဲ့တောင်းပေးမယ်နော်ဒီမှာ setting မှာ permission နဲ့ဖွင့်ပေးမယ်အဲ okay okay ဒါလေးဖွင့်ပေးမယ်အဲတေချောင်းနှခါတောင်းနေနော်နှခါဖွင့်ပေးမယ် โอเคပြီးပါပြီပြီးရင်တော့ကျွန်တော်ဒီဖုန်းလေးကို ready start မိုင်ထားမယ်နောက်ဖုန်းသလုံးလိုမယ်အဲ့တော့နောက်ဖုန်းသလုံးမှာလည်းဖုန်းကလုံးကိုရှာမယ် Oppo ဖုန်းဆိုပိုကောင်းတယ် Oppo ဖုန်းမဟုတ်လည်းရတယ်ကိစ္စမရှိဘူး Play Store down ဆိုလိုက်ပါ โอเคကျွန်တော်တွေ Oppo မဟုတ်လဲရတယ်တခြား brand နဲ့ရတယ်เนาะတခြား brand ဆိုတော့ Play Store မှာဖုန်းကလုံးဆိုပြီး download ဆွဲပြီးမြဲအဲ့ဒါဆို Oppo ဆိုတော့ download ဆွဲမလို့ပါပြီးပါပိုက်ပေးသားပို့လေအဲ့တော့ဒီကမှာဖုန်းကလုံးလေးပါတယ်ဖုန်းကလုံးလေးကိုဖွင့်လိုက်မြဲအဲ့တော့ကျွန်တော်တွေဒီဘက်ကအဲကျွန်တော်တွေဒီဘက်ကကုမဲ့ဖုန်းကိုโอเคဟိုဘက်ကအစိမ်းဒီဘက်ကောင်းလို့အပြာနေလိုက်မြဲအဲ့တော့ကျွန်တော်တွေဒီယူရတဲ့ဖုန်းနဲ့ကျွန်တော်တွေ scan ဖတ်မြဲเนาะ scan ဖတ်မြဲ scan ဖတ်မြဲโอเคဒါဆိုရင်ကျွန်တော်ဒီမှာအဲโอเค ဒါဆိုရင်ကျွန်တော်တို့ကဒီကူကူအကူရှင်တဲ့ဖုန်းကနေမှာစကန်ဖတ်နေပြီအဲ့တော့ဒီနေရာမှာအကုန်လုံးကူလို့မရဘူးเนาะဆော့ဝဲလေးတစ်ခုဆိုရပြီအဲ့တော့ကျွန်တော်အမှန်ချစ်တွေပုံနေအဲ့အမှန်ချစ်တွေအကုန်ဖြုတ်မယ်เนาะအဲသူသူချစ်တော့ချစ်ဆက်နေပြီเนาะအဲ့ခဏဆောက်ပြီအဲ့တော့သူကူလို့အစီအမံ ready ဖြစ်ရင်ဒီမှာအမှန်ချစ်တွေအားလုံးပြလိုက်မယ်အဲ့အမှန်ချစ်တွေကျွန်တော်တွေဖြုတ်ပေးမယ်เนาะဖြုတ်ပေးပြီးဆော့ဝဲတစ်ခုလေးပဲကူမယ်ဒီမှာအမှန်ချစ်တွေပေါ်လာပြီအကုန်ဖြုတ်လိုက်မယ်เนาะအကုန်ဖြုတ်မယ်ဒီနေရာလေး ဟိုပြီးတော့ရှင် app ထဲဝင်ဝင်လိုက်မယ်เนาะ app ထဲဝင်လိုက်လို့ရှင်ဆော့လေးတစ်ခုပဲကိုထောက်ဆော့လေးတစ်ခုပဲပို့မယ်เนาะဘာဆော့ဝင်နေနေရတယ်ကိစ္စမရှိဘူးအဲ့တော့ကျွန်တော်လေးအမှန်ချစ်ပြီးတော့ software တစ်ခုတည်းကိုကျွန်တော်ကျွန်တော်ပို့လိုက်မယ်ဟိုဒီဖုန်းက password ပါတော့ကျွန်တော် password တွေပြန်ထည့်လိုက်မယ်เนาะအော်ဒီမှာ password ပါလို့ကျွန်တော် password တွေပြန်ထည့်လိုက်မယ် software တက်တစ်ခုလည်းယူမယ်เนาะဘာ software နေနေရပါတယ်အော်ဒီမှာ तू software တစ်ခုတည်းကိုပို့နေပါပြီ okay အဲ့ဒီမှာ तू ဒီမှာလည်းຢာခင်းနှုန်းနဲ့ပြေးနေတယ်ပေါ့เนาะအော်ကျွန်တော်တို့ဒီ အပြင်ဖုန်းတော့ကျွန်တော်ကျွန်တော်တွေအပြင်နောက်ထပ်ဖုန်းဖုန်းဖုန်းတစ်လုံးကနေပြီးတော့ကျွန်တော်တွေဟိုပို့ပေးတာပေါ့နော်โอเค90 80 90โอเค100ပြည့်လို့ရှိရင်အလုံးဒန်းပေါ်လာလိမ့်မယ်နော်အမှန်ဒန်းပေါ်လာပြီโอเคဒါဆိုရင်ဒီကောင်ပြီးသွားပြီဒီဖုန်းကိုဆက်လက်ပြီးစာပေးဆက်လုပ်မယ်ဒီနံပါတ်သူအဲဒီမှာ100ရင်းတော့ပြည့်ဖို့ခဏစောက်ပေးမယ်နော် ဟာတရားလေးပြည့်သွားရင်ပြီးပြီဗျာနော်တရားလေးပြည့်သွားရင်ပြီးပြီတခြား model ဆိုရင်လို့ရှိရင်တော့ဂျီမေးကောက်တွေပါရေးသူကထပ်ပြီးတော့ထည့်ရတယ်ဒီကောင်ထည့်စာမလို့ဒန်းနေလိုက်မယ် okay ဒီညမှာလည်းကျွန်တော်ဒီပက်ကအချက်တခုရွေးပြီး9 new သွားလိုက်မယ် okay okay ဒါဆိုပြီးပြီနော်အဝေးဒီလောက်ဆိုအားလုံးပဲဆက်လက်ပြီးတော့လောက်တက်မယ်ထင်ပါတယ်ဒီမှာ guys guest တက်နေလိုက်တာနဲ့ပြီးတော့ပါပြီဗျအားလုံးကျေးဇူးတင်ပါတယ် okay ပြီးရင်တော့ကျွန်တော်တို့ကဖုန်းကို factory reset ချဖို့လိုတယ်เนาะ factory reset ပြန်ချမယ်เนาะ setting နဲ့ဝင်မယ် အဲ့တော့ setting တွေဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ freezer နေရာကိုရှာမယ်အဲ့တော့ freezer freezer နေရာကိုရှာလို့မိတ်ဆွေများအဆင်မပြေရင်ကျွန်တော်ဒီမှာဒီ set bar မှာ reset ဆိုပြီးရှာမယ်နော် r e s e t reset အမှကျွန်တော် reset မှာ ao data အဲ့ဒါနှိပ်လိုက်မယ် okay ဒီမှာ ao data ပါပါတယ်ဒါလေးကိုနှိပ်လိုက်ပါ okay ဒီမှာနော်ပြီးလို့ရှိရင်မှာ ao data လေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ဖုန်းက fail reset ကြပြီးတော့ပြန်တက်လာပါလိမ့်မယ်ဒါဆိုလို့ရှိရင်အလုံးပြီးသွားပါပြီပြန်တက်လာလို့ရှိရင်တော့ကျွန်တော်တို့ အဲကျွန်တော် Play Store နေရာမှာလည်း password တွေ button တော့ဘူး skip ဆိုပြီးတော့ပါလာလိမ့်မယ်အဲ့ skip လေးကိုနှိပ်ပြီးကြော်လိုက်ရုံမှာပဲအားလုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ် layer screen နှိပ်ပြီးအပေးပါဦးမိတ်ဆွေများဘယ်ဖုန်းတွေ password ဖြတ်ကျင်နေဘယ်ဖုန်းတွေ Google Lock ဖြတ်ကျင်နေဆိုတာ comment မှာရေးပြီးရေးပြီးတောင်းပေးခဲ့ပါကျွန်တော်ဒီတိုင်းပြောပြလို့ရရင်ပြောပြမယ်အဲဗီဒီယိုလေးလုပ်ပြီးတော့ရှင်းပြမယ်ဆိုဗီဒီယိုလုပ်ပြီးရှင်းပြပေးပါမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ layer screen နှိပ်ပြီးအပေးကြပါအောင်ဗျာ